ကဲအားလုံးမင်္ဂလာပါမစ်ဆွေမင်္ဂလာပါနော်ဒီနေ့ကတော့ဟိုဘာလဲအခုအာဒီလေလေနဲ့ညာတဲ့လူအဖွဲ့တွေပေါ့နော်ဒီအဖွဲ့တွေကအမတာမရံပဲဆိုးလာပြီဖြစ်တယ်ဆိုတော့ကျွန်တော်ဟိုအရင်တော့ကျွန်တော်ဗီဒီယိုတစ်ခုမှကျွန်တော်လုပ်ခဲ့ဘူးတယ်အဲ့ဒီဘာလုပ်ခဲ့ဘူးလဲဆိုကျွန်တော်လည်းဒီအဲ့လိုမျိုးဒီအွန်လိုင်းတွေကနေလေလိန်တဲ့ဟာပေါ့နော် လိန်ညာတဲ့ဟာလေးကိုကျွန်တော်ကဒီဘာပြောမလဲအာ online နဲ့လောလောလို့ရတယ်ဆိုတဲ့ဟာမျိုးလေးပေါ့နော်အလောလောရတယ် register fee ကတော့ဒေါ်လာ450ပေးရမယ်ပေါ့နော်အဲဒါမဲ့နေလောရမှာက customer တွေကိုဘာလောက်ရမလဲဆိုရင် phone ခေါ်ရမယ်သူတို့တင်ပေးမယ်ဘယ်လိုလောက်ရမလဲသူတို့တင်ပေးမယ်သူတို့တင်ပေးပြီးမှဒီအာရလာတဲ့ကနေရလာတဲ့ပတ်စံတွေကနေ commission commission ရတယ် ကော်မရှင်ကော်မရှင်ယူခိုင်းမယ်ဥပမာအာခင်ဗျားကဟိုဥပမာ customer ကတယောက်ယောက်ဖုန်းဆက်ပြီးမှရလာရင်တဲ့အဲ့ဒီကနေအာနေကို60ရာခိုင်နှုန်းပေးမယ်ဆိုတဲ့ဟာမျိုးပေါ့နော်60ရာခိုင်နှုန်းပေးမယ်ဆိုတဲ့ဟာမျိုးလုပ်တယ်ပေါ့နော်60ရာခိုင်နှုန်းပေးမယ်ဆိုတဲ့လုပ်အဲ့လိုမျိုးပုံစံနဲ့လုပ်ပြီးမှကျွန်တော်ကျွန်တော် offer လုပ်ခဲ့ဘူးတာပေါ့နော်အကျွန်တော်လည်းလုပ်နေပတ်သက်ပြီးမှကျွန်တော်လည်းအဲ့အဲ့အဲ့ဒီအဲ့ဒီလုပ်နေပတ်သက်ပြီးမှ အာကျွန်တော်နင်းတော့လုပ်ဖို့တော့မစဉ်းစားသေးတယ်ဒါပေမဲ့တေချာစဉ်းစားကြည့်လိုက်တဲ့အချိန်မှာဒါကဟိုဟိုမတရားပေါ့မတရားစီးပွားဖြစ်တယ်လိန်နဲ့ညာနဲ့စီးပွားရေးဖြစ်တယ်ဆိုတော့ကျွန်တော်တိသွားတာတိသွားတော့ကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုရင်ဒါမျိုးမှရှိတယ် guide ရှိတာပေါ့နော် guide လုပ်ပေးမယ့်လူရှိတယ် guide လုပ်ပေးမယ့်လူတွေရှိတယ် guide ကဘယ်လိုလုပ်ပေးတယ်လဲဆိုတော့ခုနကျွန်တော်ပြောသလိုသူတို့ကို member membership ပေးရမယ် membership ပေးပြီးမှ မဘဝင်တော့ပြီဆိုတာနဲ့နေဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်ခိုင်းရမလဲအဆအဆရရအကုန်တင်မိရတို့ရောလူကြောက်ရှိကနဲ့ပတ်စံတဲ့ရအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အထိတော်မတို့ရောတင်ပေးတာဖြစ်တယ်ဆိုတော့တစ်စစ်ချင်းချင်းတို့ရောတင်မိတယ်ဒါမဲ့အဲ့ဒီတို့ဖွဲ့ထဲမှာဝင်မယ်ဆိုရင်အကိုယ့်အကိုယ်လုပ်ချင်လဲရဒါမဲ့တို့ဖွဲ့ထဲမှာဝင်မယ်ဆိုရင်ကော်မရှင်ပေးမယ်ဥပမာတယောက်ရရင်ရတဲ့ရတဲ့ပတ်စံပမာဏကနေ60ရခန်းတို့တို့ရောပေးတယ်အဲ့လိုမျိုးပုံစံနဲ့တို့ရောလုပ်တယ်ပေါ့နော် အကျောင်းကလည်း customer service လုပ်ခိုင်းမဲ့ဘာညာပြောတော့ကျွန်တော်လည်းအာကောင်းကောင်းလေးပြန်ပြီးတော့လိတ်လာကြည့်ရတိတ်စိတ်ပေါ့နော်လိတ်လာကြည့်တဲ့အချိန်မှာဒါကအခုနပြောလို့ဒီအာလိန်လိန်လိန်ညာတဲ့အဖွဲ့အစည်းတစ်ခုဖြစ်နေတယ်အဲ့အချိန်တော့မြန်မာနိုင်ငံမှာမခက်စားသေးဘူးဒီ US နိုင်ငံမှာခက်စားတယ်ဘယ်လောက်ထိလိန်တယ်လဲဆိုကျွန်တော်ပြောပြမယ်အရင်တော့ကျွန်တော်ကျွန်တော်ဒီ2013 2013ပေါ့နော်2013အမှဒီ ် Bitcoin ပေါ့ Bitcoin ကိုကျွန်တော်ဘဘလောက်ဝယ်ထားလဲဆိုရင်6400ကိုကျွန်တော်ဝယ်တယ်ပေါ့နော်2000 2000နဲ့ဟုတ်လားကျွန်တော်ပြောပြနောက်ထောင်းနဲ့6400ဘို့2073 73မှာကျွန်တော် Bitcoin ဝယ်တယ်အဲ့ဒီအချိန်မှာ Bitcoin တကွင်ဘယ်လောက်လဲဆိုရင်ကျွန်တော်100 185ကျပ်လာမသိဘူး အဲ့လောက်ပဲရှိသေးတယ်ပိခွန်ကနော်ကျက်85ကျအဲ့လောက်ပဲရှိသေးတယ်ဒီကောင်လည်းအမျိုးမျိုးပဲကွာဘာလည်းမသိဟာမိုးပေါ်လို့မိုးပေါ်လို့မျိုးတက်သွားတယ်ဟုတ်ပိခွန်ချစ်ကြည့်မနော်ပိခွန်ပေါ့နော်မနတော့

245ချက်ဟုတ်တယ်245ချက်နဲ့ဝယ်တယ်အဲ့အချိန်မှာကျွန်တော်ကိုကျွန်တော်ကဟို Bitcoin တက်ကွက်ကို245ချက်လာအဲ့လောက်ပဲရှိသေးတယ်အဲ့အချိန်မှာကျွန်တော်အာ6400ပို့ဝယ်တဲ့အချိန်မှာ26ဒသမကျော်ကျော်လောက်ပဲ Bitcoin ရအဲ့ကျွန်တော်ဒီ2000အာ2014 2015 2016ရောက်လာတဲ့အချိန်မှာ Bitcoin က1000ကျော်ဖြစ်လာ ီကွာတောင်းကြော်ဖြစ်လာတယ်နော်အမ2019ပေါ့2019မှာပြီးကွာတကွာကပြီးကွာတကွာကဘလော့ဖြစ်လာတယ်ဆိုရင်တသိန်း900တောင်းနဲ့2000အမောတယ်တသောင်း900နဲ့2000ကျားမှာဖြစ်လာတယ်2000ပေါ့နော်အဲ့ဆိုကျွန်တော်ရဲ့ပြီးခွန်ကိုကျွန်တော်6ကွယ်ရောင်းတယ်ကျွန်တော်6ကွယ်ရောင်းလိုက်တယ်6ကွယ်ကိုရောင်းပြီးမှ ာ6ကွယ်ကိုရောင်းလိုက်တာပေါ့6ကွယ်ကိုရောင်းပြီးမှဂျန်နဲ့ကွယ်ကိုတော့ကျွန်တော်မလုပ်လိုက်သေးဆိုရင်ဒီ b coin dot com ဆိုတာရန်ချစ်စားသေးတယ်ချစ်စားတဲ့ချိန်ကျတော့ကျွန်တော်ကမလုပ်လို့ဆိုရင်သူကအတိုးပေးတာ20 25ရက်ခန့်တော့အတိုးပေးတယ်တပတ်မှ25ရက်ခန့်တော့တပတ်မှ25ရက်ခန့်တော့အတိုးပေးတယ်ဆိုတော့ကျွန်တော်တကယ်ချင်းတရားကွာလည်းလုပ်နေတယ်ကျွန်တော်ချင်းတဲ့ဒီကောင်ပါငါ့ကိုပေါင်းပြီးမှဒီကောင်ပါငါ့ကိုပေါင်းပြီးမှသူတို့ဖွင့်တဲ့လိန်ညံွားတော့မသိဘူး ဒါပေမဲ့ तू ကအလုပ်လုပ်နေရဲ့အဲ့ဒီနောက်ကျတော့ဒီကျွန်တော်ရဲ့ Bitcoin နဲ့လို့လေခါရနာလို့တိရတိသွားတော့ဒီကောင်းနဲ့လှုပ်ဖြတ်သွားတယ်ပျောက်သွားတာပေါ့နော်ပြန်ရှာလို့မရတော့ဆိုတော့အဲ့ Bitcoin coin 20ကိုကျွန်တော်အတော့20နဲ့အတော့20နဲ့ကျွန်တော်25 20မဟုတ်25နဲ့တော့ပတ်ကို25ရခုံပေးတာတော့ကဲကျန်တာတော့ကျွန်တော်ရောင်းစားလိုက်တယ်ရောင်းစားပြီးမှဟိုကျွန်တော်ဟိုကားကားဝယ်ထားတယ် ဘာဖြစ်လို့လဲဒီဒီ6400ကကျွန်တော်ကဟောင်းရောင်းပြီးမှကာတစ်မဝဲခင်မှာကာတစ်မဝဲခင်မှာပေါ့နော်ကာတစ်မဝဲခင်မှာကာတစ်မဝဲခင်မှာကျွန်တော်ကအာကျွန်တော်ကဟောလှုပ်လိုက်တာအေးအဲ့ဒီအဲ့ပတ်စံနဲ့ပြီးတော့ဒီရှိတဲ့ပတ်စံလေးနဲ့ပေါင်းပြီးမှ Bitcoin ဝယ်လိုက်တာအဲ့ဒီချိန်တော့ဆိုကျွန်တော်ကအဲ့ဒီ6ွယ်ကတော့ကျွန်တော်ရောင်းစားပြီးမှနော်အာ6ွယ်ကတော့ကျွန်တော်ရောင်းစားပြီးမှဒီ 20ကိုတော့ကျွန်တော်ကဒီခုနအတိုးပေးတဲ့ဟာကိုကျွန်တော်25ရခံတော့အတိုးပေးမယ့်ဟာကိုကျွန်တော်ထည့်ပလိုက်တာလောပါရင်ကြီးတော့ကြီးကျွန်တော်ချက်တာကြောင့်အလကားလိန်နေအဲ့ဒါပထမဦးဆုံးပါနော်လိန်နေအဲ့ဒါဒီလောက်ရခံတော့ပေးမယ်လို့ဟိုဗါလဲဒီလိုထည့်ပါလို့ဒီလိုဒီလိုဖိမှာ member ဝင်ပါတော့ဘာလို့ညာလို့ပြောဘလုံးဝမလုံးနဲ့ညီငါတော့လည်းတိတာပဲလေ ငါတို့ဒီမှာတက်ရှင်နေထိုင်နေဒီလောကထဲမှာတက်ရှင်နေတဲ့ကျွန်းတို့လည်းနိုင်ငံခြားမှာရှိတဲ့လူတွေများတယ်ပြီးတော့မြန်မာနိုင်ငံရှိအလောက်တောက်တယ်လေပတ်စံလကားရတာရှိတာမရှိဘူးမြို့ကလကားပေးမဲ့လူလည်းမရှိတလို့အလကားမျိုးနေထိုင်တဲ့ပတ်စံဝင်အောင်လုပ်ပေးတာလည်းဘာမှမရှိဘူးအလကားပြောတာအကွာမသိဘူးမသိတော့ဘာလုပ်လဲဆိုရင်ကျွန်တော်ရဲ့ Bitcoin ကြီးအားလုံးကိုကျွန်တော်က20 coin ကိုကျွန်တော်ကဘာလုပ်လဲဆိုရင်အဲ့ဒီအတိုးပေးနေအောင်ထည့်ပလိုက်ထည့်ပလိုက်တော့ကျွန်တော်တပတ်တပရတယ်ဟောလားဒေါ်လာတောင်းနေရတော့ တောင်းလက်ပေးတာ25ရာခန်းတော့ဘောမီတပတ်တပေါက်ကုနာလာတောင်းကနန်းနဲ့တုံးပတ်တုံးပတ်တော့ပဲကျွန်တော်ရလိုက်တယ်တုံးပတ်လာပဲကျွန်တော်ရလိုက်တယ်နောက်တစ်ပတ်ကတော့ကျွန်တော်အကောက်ထဲကိုကျွန်တော်ဝင်လိုက်တော့မရတော့ပိတ်ရောအကောက်အလုံးအပိတ်ရောပြန်ရှာလို့လည်းမရတိုင်လို့လည်းမရအမှန်မှဆိုကျွန်တော်ဒါအဲ့ဒါကိုလောဘမကြီးပဲနဲ့လောဘမကြီးပဲနဲ့ပါဖြစ်တော့လဲဆိုရင်လောဘမကြီးပဲနဲ့ရှိတဲ့ဟာလေးကိုကျွန်တော်က အာတိန်းထားမယ်ဆိုရင် အခုချိန်ဆိုကျွန်တော်မီလီယံတယောက်ဖြစ်နေတော့ပြီနော် coin 20ရှိမယ်နော် coin 20ရှိမယ်အခုတသိန်းနဲ့1000 5000ဆိုရင်တကွန်ကိုတသိန်း1000 5000ဆိုရင် coin 20ဆိုရင်ကျွန်တော်2.2 million လောက်ကျွန်တော်မီလီယံတယောက်တော့ဖြစ်နေတော့ပြီဒါမဲ့ဘာဖြစ်လဲဆိုရင်အခုမြန်မာနိုင်ငံကျွန်တော်လူမျိုးပေါ့အလေခံတဲ့လူမျိုးပေါ့အာရမလားပေါ့ရမလားရမလားဆိုပြီးမှလေအလကားရိုက်ကျွန်တော်ဘယ်လောက်ထိစဉ်းစားထားလဲဆိုရင် 25ရက်ခန်းလို့နဲ့ဒီပမာဏနဲ့ big one နဲ့25ရက်ခန်းလို့ကျွန်တော်အလုပ်လုပ်ဆောင်မလို့တော့အလုပ်လုပ်ဆောင်မလို့တော့ဆိုတဲ့ဟာနဲ့ကျွန်တော်ကမလုပ်တယ်လဲဆိုရင်အလုပ်လုပ်ဆောင်မလို့တော့အလုပ်လုပ်ဆောင်မလို့တော့ဆိုမဲ့ကျွန်တော်ကရမ်းပျော်ပြီးမှအာကွက်တီပဲဆိုပြီးမှကျွန်တော်ကလေအရပျော်နေတာဒါမဲ့ခဏလေးပဲတစ်ပတ်ပြီးတယ်နှစ်ပတ်ပြီးတယ်သုံးပတ်ပြီးတယ်နောက်တစ်ပတ်ကနေစပြီးတော့မပြီးတော့ပြောချင်တဲ့ရက်ကအဲ့လိုဖြစ်သွားပြီဆိုတာနဲ့ဒီအကောက်တိုင်း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 ပေါ့နော် ကျွန်တော်ဖြစ်သွားလိုက်ကျွန်တော်အတော့အတော့အတော့သိရှိတာဥမာအလျောက်တရာကိုဒီတတော့မှာထားမယ်အလျောက်တရာဒီတတော့တတော့မှာထားတော့ဘယ်လောက်ကြီးလေတယ်လဲဆိုရင်တော့သူအစင်လိုက်လောက်ထားတာဒီတတော့ကိုအလျောက်တတော့တရာပဲအရအရောက်တရာလောက်ပဲတတော့ထားတယ်အဲ့မိုင်းတတော့ကိုသူတို့ထည့်ရတဲ့ပတ်စံကနေအခုနရခိုင်နုံး25ရခိုင်နုံးတပတ်ပေးပေးကြည့်တယ်တပတ်ပေးကြည့်တယ်ဆိုရင်အဲ့တပတ်ပေးလိုက်တဲ့အချိန်မှာ ဟိုနောက်တစ်ပတ်ကစသွားပြီနောက်တစ်ပတ်ကစသွားပြီဆိုရင်ကျွန်တော်ကဒီတစ်ပတ်မှာကျွန်တော်ပါဝင်နေဆိုရင်နောက်တစ်ပတ်တွေကနောက်နောက်ဖွဲ့တစ်ဖွဲ့က register လုပ်ထားပြီးသားဆိုရင်ဘလောက်ထိလည်တယ်လဲဆိုရင်အဲ့ဒီအနောက်ကတစ်ပတ် ကလူတွေကကျွန်တော်တို့မင်းတယ်ကျွန်တော်တို့ကလည်း okay ရလာပေါ့ရတော့ပေါ့ရတယ်တပတ်ရလိုက်သေးတယ်ကျွန်တော် refund လုပ်ထားတယ်ဥပါကျွန်တော်ကတကယ်ချင်းတယောက် refund လုပ်ထားတယ်ဆိုရင်အဲ့ဒီလူကလည်းကျွန်တော်မင်းအာရတယ်ကျွန်တော်ရတယ်ဆိုရင်ဒီကောင်ကလည်းစိတ်ချပြီးမှ တို့ကဖွင့်လာတဲ့ချိန် deposit လုပ်ရမယ့်ချိန်ကြတော့ပါလေတခါတော့ call ဖွင့်ပေးလိုက်တဲ့ချိန်မှာတို့ deposit လုပ်တယ်။ကဲကျွန်တော်ရသွားတယ်။တို့တပတ်ပြည့်သွားတယ်။နော်ရမယ့်ချိန်ကြတော့ငါတို့ကနှစ်ပတ်ပြည့်သွားတယ်။နှစ်ပတ်ပြည့်သွားအဲနှစ်ပတ်မင်းတို့ရသေးလား။ရသေးတယ်ဆိုရင်တို့ထည့်ထားတာဟာတို့အတွက်တပတ်ကိုတို့အတွက်တပတ်တပတ်စာရတယ်။ဒါမဲ့၃ပတ်ကနေ၃ပတ်တခါရသွားတဲ့ချိန်ကြတော့ဟိုအနောက်ကကတပတ်စာစားရတယ်။တပတ်စာစားရတယ်နော်။တပတ်စာရတယ်။ဒါမဲ့ သုံးပတ်လည်းကျွန်တော်လည်းရသေးတယ်ဒါပေမဲ့ဒီကျွန်တော်သုံးပတ်ပြည့်သွားပြီဆိုရင်ဒီကောင်တွေကနှစ်ပတ်ရနေပြီနော်ဒါတော့အဲ့လိုလေးလောက်ထားတာပြီးတော့နောက်ကျတော့အဲ့ refrain ကိုလက်မခံတော့ဘယ်နဲ့ပါလောက်တယ်လဲဆိုရင်တီးတက် refrain လို့လို့မရတော့အဖွဲ့ပြီးတငယ်ချင်းတွေကိုပြောပြလို့မရတော့ဘာဖြစ်လို့လဲဆိုရင်တော့အာမရမှသိသွားကျွန်တော်သုံးပတ်တခါကျွန်တော်မရတော့ကျွန်တော်ကောက်ပိတ်သွားတယ်အကောက်ပိတ်သွားတယ်ဖုန်းဆက်ကြည့်တယ်ဖုန်းမေးတယ်နင့်အကောက်ကိုကျွန်တော်ကစဖာလောက်နေတယ် a lot of this is stand up in it look so we are lower ပြီးတော့ပြီးတော့ပြီးတော့ဘာဖြစ်လဲဆိုရင်ပြီးတော့ပြီးတော့ဘာဖြစ်လဲဆိုရင်နော်ပြီးတော့ဘာဖြစ်လဲဆိုရင်ဒီဒီကျွန်တော်အကောက်ဟန့်ခံရတယ်ဆိုတော့ကျွန်တော်ကျွန်တော်ဟန့်ခံကျွန်တော်အကောက်စစ်စံဒေါင်းနေဆိုတော့ကျွန်တော်ကဒေါင်းနေဆိုတော့ယုံတာအဲ့တော့ဗာ၄ရက်၅ရက်ဆောက်ပြီးပေါ့ဆိုတော့ဟိုကောင်တွေကိုပြီးနေပြီ ဆိုတော့အဲ့လိုမျိုးနဲ့ तू ကတတ်တော့တောက်ဆဲလိုမျိုးလဲသွားတာအဲ့လိုမျိုးလိမ်မက်ညာသွားတာဆိုတော့ကျွန်တော်ဒီနောက်သုံးပတ်လဲရောက်တော့ရောက်တော့နောက်ကတော့နောက်လူလူစီတော့သုံးပတ်တော့မဟုတ်တော့တပတ် ပြီးတယ်နောက်ဆိုမရတော့ပပပထမဆက်ဆက်ကြီးကျွန်တော်တို့အသုံးချတဲ့ဟာကသုံးပတ်ကြီးပြီးတယ်ဘာကြောင့်လဲဆိုပြီးတယ်ဆိုတော့တက်တည်ပြဖို့အတွက်ပေါ့အဲ့ဒီနောက်တော့တော့နှခါတော့ပဲပြီးတယ်နောက်တော့တော့တခါတော့ပဲပဲနောက်တော့ဆိုလောကအဲ့ဒီ website ပါအကုန်ပြောက်သွားပြီးမှာ လောဝပျောက်သွားတာပေါ့နော်ပျောက်ချင်တဲ့ညာကအလကားရတာမရှိဘူးဆိုတော့ကျွန်တော်ပြောချင်တာမြန်မာနိုင်ငံမှာခေပေးဘလောက်ရမယ်လို့ဘာလို့ညာဆိုရင်လောဝယုံမနေနဲ့အဲမင်းအကောက်ပိတ်မယ်ပါညာပိတ်လဲပိတ်กว่าဘာမှကိစ္စမရှိဘူးအကောက်ပါပိတ်ပြမယ်နေလို့မယုံမမယုံမယုံရင်မယုံမေးကြည့်မယုံလို့ကြည့်ဘာကြောင့်လဲဆိုရင်ဒီဖုန်းนี่ဒီနပတ်ဒီဒီဟာကတကယ်ကောမြန်မာနိုင်ငံမှာဆိုရင်ကျွန်တော်ပြောပြမြန်မာနိုင်ငံမှာဆိုရင် online မှာမခက်စားတယ်။ online မှာမခက်စားတဲ့အတွက် online and register လောက်တာတော့ဘာလို့ညတော့မရှိဘူးအခုကျွန်တို့ဆိုရင်ဒီနိုင်ငံမှာဆိုရင် online and register တခုလောက်လိုက်တယ်ဥပမာဟိုဥပမာပေါ့ insurance တခုကိုကျွန်တို့ online ကနေဟို online ကနေရှောက်လိုက်တဲ့အချိန်မှာအဲ့ဒီ marketing တွေကကျွန်တို့ရှောက်တဲ့ကျွန်တော်တို့ရှောက်တဲ့အဲ့ဒီ company ကနေကျွန်တော် information အားလုံးဖြန့်ပလိုက်တာဖြန့်ပလိုက်တော့ form တွေအများကြီးခေါ်လာ issue နဲ့ပတ်သက်တဲ့ form တွေအများကြီးခေါ်လာအဲ့ကနေတစ်စစ်တို့က information ကြီးကြောင်းစားပြီးမှ ပြန့်သွားတာဆိုတော့မြန်မာနိုင်ငံမှာလိုမျိုး system မရှိသေးဘူးဆိုတော့အဓိကဖြစ်နေတဲ့ຢာကပါလဲဆိုကျွန်တော်ဒီနေ့နည်းနည်းရှင်းသွားမယ်ဒီ15မိနစ်လောက်ပဲကျွန်တော်ပြောပြီးမှအဆုံးသတ်မယ်နောက်တစ်ခါကျွန်တော်ဆက်မယ်အေးရလာတဲ့ပတ်စံကျွန်တော်ဘာလုပ်တယ်လဲဆိုတော့ stock market နဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပြီးတော့ DVD အာ DVD လည်းကြည့် DVD လို့ပြဖို့ဒီမှာဒါတွေကပါလဲဆိုတော့ခုဒီမှာဘလူတွေ လေနေလူတွေကိုအိန္ဒိယကအများဖြစ်အိန္ဒိယကပါကင်စတာတို့မှာပေါ့နော်တချို့ကတရုတ်ပါတရုတ်ရုပ်နဲ့ပါပါလေးနော် stealing millions နော်ဒါမျိုးတွေဒါမျိုးတွေကြည့်ဒေါ်လာမနော်ဒေါ်လာမီလီယံနဲ့ချီပြီးမှမီလီယံနဲ့ချီပြီးမှတော့တောင်းနဲ့ချီပြီးမှကျော်လိန်ထားလာတယ်ဒီမှာကြည့်အဲ့ဒါဖမ်းမိတချို့တွေဖမ်းမိအခုအဲ့လိုမျိုးဖွဲ့စည်းနေနေရာတိုင်းမှာရှိတယ်ဆိုတော့ကျွန်တော်တို့ကမယုံဖို့အလွယ်တကူနဲ့မယုံဖို့အတွက်ကျွန်တော်ဒီနေ့ပြောပြချင်တာဖြစ်တယ် ဆိုတော့ဒါနဲ့ပြည့်တဲ့ပြည့်ရရှိသွားပြီဆိုတော့ကျွန်တော်ဒီလောက်ပဲပြောမယ်ဆိုတော့အခုနပြောကေပီဇက်ကလည်းသူတို့မှာစနစ်ရှိတယ်အဲ့ဒီစနစ်တွေကလည်းခင်ဗျားတို့ကိုသူတို့အဲ့ဒီကမ်ဘောဇာဘန်ရဲ့စနစ်ကိုဟက်ကာတွေကဟက်ခံရလို့ခင်ဗျားတို့ information ခိုးသွားတော့ခင်ဗျားကိုပြောနေတာတော့မသိဘူးဖုန်းခေါ်လာလို့ဖုန်းခေါ်လာတာတော့မသိဘူးဒါကြောင့်အရာဆိုရစရာရှိတယ်ဒါကြောင့်နောက်ကြိုက်အဲ့လိုခေါ်လို့ပိတ်ပြရတော့များလည်းကြောက်စရာမလိုဘူးကိုယ်ပတ်ပတ်စံရှိတဲ့ဟာ physical location မှာတွားပြီးတော့တွားထုတ်เนาะပိတ်မဲ့ပါညာကြောက်စရာမလိုဆိုတော့ပြောပြပြချင်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်ပြောချင်တဲ့အရာကအာခိုးတော်တို့အလကားပေးမယ်တို့ member J တို့ပါတို့ညာတို့ဝင်နေဆိုရင်ခင်ဗျားလုံးဝမယုံပါနဲ့လုံးဝလုံးဝအညာကြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောပြချင်တာဖြစ်တယ် TV တို့ like share နောက်ဒုတိယပိုင်းတော့ဒုတိယပိုင်းမှာတွားပါအောင်ဒီနေ့ကတော့ပထမပိုင်းနေတယ်တော့ပဲဆုံးတက်မယ်နောက်မှပြန်တွေ့ကြမယ် thank you